MNDAA ကနေပြီးတော့လာရှုကိုပြန်ပေးလိုက်ပြီးတော့စစ်ကောင်စီရဲ့ဖွဲ့တွေကမကြခင်မှာလာရှုမျိုးတွေကိုဝင်ရောက်လာတော့မှာဖြစ်ပါတယ်။ရောင်းသွန်းနေတဲ့လာဝကတွေရင်ဝင်ရောက်မယ်လို့လည်းကြေညာချက်ထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။ဘာပြောလာရှုမျိုးကိုသိတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီမောက်မှာရှိတဲ့ဒီတွင်းတွေကလူငယ်တွေ PDF တော်လိုင်းရဲဘော်တွေတဲ့ဒီအများကြီးပေးခဲ့ရတာတော့အလုံးသိရှိမှာပါတယ်။အဲ့လိုပဲ MNDAA ဘက်ကလည်းလမ်းနဲ့ထောက်ပံ့မှုတွေနဲ့တရေးပညာတွေသင်ပေးခဲ့လို့အခုဆိုရင်တော့ရဲရင်ဝင်ကြတဲ့ PDF တွေလည်းဖြစ်နေကြပါပြီ။ တို့ရဲ့ကျေးဇူးတရားတွေကကြည်ပါပြီကျွန်တော်တို့ကလည်းအသက်တွေပြီးခဲ့ပြီးသွားပြီမြားတို့ဘက်ကလည်းကျွန်တော်တို့ကိုသီးပညာတွေသင်ခဲ့ပေးပြီးသွားပြီရင်ကတော့သီးပညာတွေသင်ခဲ့ပေးတဲ့အတွက်ကျွန်တော်တို့ကကျေးဇူးတရားရှိပေမဲ့လည်းအခုချိန်မှာကျွန်တော်တို့ပေးတဲ့အသက်တွေအုံချုံခံပြီးတော့လာရှုမျိုးကြီးကိုအကောင်စီကိုပြန်ပေးလိုက်ပြီးဆိုတဲ့အနေအထားမှာကျွန်တော်တို့ရဲ့ကျေးဇူးတရားရောင်တရားမရှိတော့ပါဘူးအဲကြောင့်အဖြစ်လာမဲ့အရာတွေကျန်တဲ့ရှင်ကိုထောက်ခံတဲ့သူမှန်သမျှကိုကျွန်တော်တို့ပြည်သူတွေကအများနဲ့တွန်းလှန်နေမှာပါလို့ဒီနေရာကနေပြောလိုက်ပါတယ် ဒါတော့ကျွန်တော်တို့တော်လိုင်းရဲ့အစကညာဒီသားကပါဗျာ။အဲကြောင့်ညာဒီသားကလူငယ်တွေကိုလည်းဘုံကနေ့စဉ်နဲ့မျှမမေ့မပြောဘဲနဲ့အားပေးဖို့လိုအပ်တဲ့အခြေအနေမှာဖြစ်နေပါတယ်။အရှိမစစ်ကောင်စီကတိုက်ပွဲတွေပြန်စနေရတဲ့အတွက်တိုက်ပွဲတွေပြန်လည်ပြင်းထန်နေဖြစ်ပါတယ်။မြန်မာလက်ပကံကဆိုရင်တော်လိုင်းချင်းအစညာကဖြစ်မယ်ထင်။မင်းမဆက် ကောင်းစေတမတိကပြားရည်လဲကဘာမကြည့်ချင်းလို့ပြောင်းရဲ့ဆိုကြပြီအညာသားရည်ယူတာပြီမင်းတရားလာတော့ကောင်းလို့မတန်တတ်ပါမောဒီအညာလာသဘောဝတွေ ယူနေတော့လေတယူရဒီအချိန်မရှိတဲ့အဲ့ဒီကြံ့ကြံ့ရေးကဘယ်အိတပွေလဲရှိသေးတယ်ရှင်းလားဟမ်စောက်တဲ့ကြီးပြီးချိန်မရှိဘူးစောက်ဘေးရဟမ်မီဒီယာဓမ္မတွေမတွေ့ပါဘူးဘယ်တော့မှဒီနိုင်ငံဒီလိုလူတွေတိုင်းပြည်အုပ်ချုပ်လို့မရဘူးဟိုတွေ့ရကောက်ထည့်ပြီးတော့ပြေးရတာပေါ့နော်ပြေးရတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကံအလှော်သွားပဲကျွန်တော်တို့ဘာမှဟိုဘယ်လိုခေါ်မလဲជីကြီးမမမပြတ်စီဘူးជីကြီးမမမပြတ်စီဘူး အဲကျွန်တော်ကဒါအလုံးဟိုနေ့ဖြစ်လိမ့်မယ်ကျွန်တော်ကပထမဒီငလီမလုတ်ခင်ကကျွန်တော်ကဒီဒုက္ခတော်ဝင် D5 ပေါ့နော် D5 မှာနေတာ D5 မှာနေပြီးတော့အဲ့မှာကျွန်တော်ထမင်းစားကန်နေပေါ့ဗျာနေလေသားထမင်းစားကန်နေပဲရှိသေးတယ်ဟုံးတိုင်းဆိုဖြစ်တော့အဲ့မှာတွေ့ရတယ်ကျွန်တော်ကောက်ဆွဲပြီးတော့ကျွန်တော်လည်းဆင်းပြေးရတာပဲဆင်းပြေးပြီးတော့အဲ့ဆင်းပြေးပြီးတဲ့ကအခုထိကိုကျွန်တော်လည်းအဲ့အခန်းကိုမပြန်တော့ဘူးမပြန်တော့မင်းကကျွန်တော်တို့ပစ္စည်းတွေယူပစ္စည်းတွေယူပြီးတော့အဲကျွန်တော်တို့တနေရာမှာနေတာပေါ့နော်တနေရာမှာနေတယ် အဲအားလုံးပဲဒီဗီဒီယိုလေးမှာတွေ့နေရတဲ့အကြောင်းအရာလေးကတော့နေပြည်တော်နဲ့ပြင်မနာဒါမှမဟုတ်ねနေပြည်တော်နဲ့မန္တလေးအစရှိတဲ့နေရာတွေမှာရှိတဲ့ဘောမတတိုက်ကဆိုပြီးတော့လက်ရှိချိန်မှာအကုန်လုံးတို့လည်းဘွားပြန်နေရဖြစ်ပါတယ်တို့တို့ပါမင်းအောင်နိုင်ကပြန်လည်းမကြည့်တာအပြင်နေပြည်တော်မှာလည်းစစ်တမ်းရတဲ့မှာပုတ်စော်နေနေဆိုတဲ့အကြောင်းကိုလည်းအားလုံးသိရှိမှာဖြစ်ပါတယ်အဲ့တော့နေမှာတော့စစ်ကြောင်းကြည့်တာတော့သင်ငန်းခြုံထားတဲ့အင်္ဂါတော်တွေရနေပြီးတော့ဒီခွေးတွေကိုဒီဖန်းနဲ့ဒီဖြန်းပေးခဲ့ပြီး NDA ကင်းပေးရှင်းအောင်သူတောင်းပေးခဲ့ကြတာအားလုံးသိမှာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုကိုလည်းကျွန်တော်တင်ပြဖို့ပြခဲ့သလိုအဲ့ဒီဗီဒီယိုရဲ့အောက်မှာလည်းပြည်သူတွေအနေနဲ့ ဒီမျိုးပြည်သူတွေကိုနှိပ်စက်နေတဲ့စစ်ကွေးတွေကိုလုပ်နေတာဟာတန်ဃာတွေရဲ့ဝင်ကြီးဝေတာနဲ့မညီဘူးသူအမှတ်ပြောဆိုကြပြီးတော့အဲ့မှာတော့စစ်ကြောင်းချီတက်ဟာတာဟာတန်ဃာတွေနဲ့မဆိုင်ဘူးလို့ပြောကြပါတယ်တန်ဃာတွေနဲ့ယူရီလုပ်မယ်ဆိုရင်ဘာသာသနာနာပြည့်ရင်းပြီးမြန်မာနိုင်ငံကြီးဒုက္ခရောက်မယ်လို့အတီလင်းပြောခဲ့ပြီးနောက်နေမှာပဲပြင်းအားမြင့်နဲ့ဂလင်ထံကိုအဓိကခံစားခဲ့ရပြီးတန်ဃာတွေများသွားလဲအဲ့တော့မှုခဲ့ကြပါတယ်နောက်ထပ်ဒီလူတွေပုတ်ကတော့လူမှုကွန်ရက်မှာအခုချိန်မှာအရန်ကိုမှပေါ်ဖြစ်နေပြီးလို့ဖြစ်ပြီးတော့အစိုးရ ောင်းတိုက်ကိုရင်ကမစိုးရင်ရဘူးအခုတော့ဘလင်လှုပ်ပြီးတော့မစိုးရင်ကြောင်းတိုက်ကိုစိုးရင်နေရပြီးတော့အခုလိုလူထဲမှာတခါကြီးပေါ်လာတော့မစိုးရင်ကြောင်းတိုက်ကိုမစိုးရင်ရတော့ပါဘူးဆိုပြီးတော့မစိုးရင်ပေါင်းများစွာထတ်ထားတဲ့စကားတစ်ခုနဲ့ပေါ်ထွက်လာတဲ့ဗီဒီယိုတစ်ပုဒ်ကိုလည်းမကြည့်ရသေးဘူးတယ်လေမြောက်ပြီးလေပါလေ။ဒါကြီးအဲ့ဒါအင်မတန်ကံကောင်းလို့မဆိုရင်ခစ်တဲ့ကြောင်းတကာဖြစ်ဆက်ခံခွင့်ရလား။ကျမပါကျမ။ဘုံဘုံကဒကာကြီးကိုရန်နာချွေဆိုင်ချစ်လို့အားမကြမိဘူး။ကျမ။ဒါပေမဲ့မဆိုရင်ဒကာဖြစ်လို့အားကြမိသွားတယ်။ကျမ။တန်တရားပဲ။ကျမ။ ော်လာမျိုးတွေအားလုံးပဲငလင်မေးတံမှာအများဆုံးကင်းဝေးကြပါသည်လို့ဆုတောင်းပေးမယ်ကျွန်တော်ရဲ့ကိုကြက် revolution channel လေးကပြန်လည်ကြိုဆိုင်ပါတယ်ဗီဒီယိုလေး reaction မလို့တောင်းပေးမှာတော့ယနေ့ဧပြီလ9ရက်နေ့စနေနေ့ရက်ညပိုင်းနောက်ဆုံးရရှိတဲ့သတင်းချို့ကိုဖော်ပြပေးမှာဖြစ်တဲ့မျိုးတွေအားလုံးပဲဆုံးဒီကြည့်ရှုပေးဖို့ဒီနေ့ကနေပြီးထပ်မံတောင်းဆိုလိုက်ပါတယ်တောင်းသွင်းတဲ့တဲ့ပုံဒီနေ့ကတော့တောင်းတက်မတော် TN လေးထင်းချုပ်ထားတဲ့မိုးကုတ်မျိုးကိုစစ်ကောင်စီကယနေ့ဧပြီလ9ရက်နေ့နေ့ရက်2နာရီနဲ့10မိနစ်မှာလေချောင်းကဘုံကျဲတက်ခဲ့တဲ့ကြောင်းသတင်းရရှိခဲ့ပါတယ်မိုးကုတ်မျိုးနောက်ပိုင်း ပင်ကူတောင်ပတ်ဝန်းကျင်ကို Jet Fighter ဖြင့်ဘုံကျဲခြင်းဟုမိုးကုတ်မြို့ဒေသခံတွေကလည်းပြောထားပါတယ်။ Jet Fighter နဲ့ကျဲတယ်။အခုဝိုင်းတွဲလဲနိုင်နိုင်လေးပြန်သွားတယ်လို့ပြောထားပါတယ်။ တက်ခတ်မှုကြောင့်ထိခိုက်မှုအခြေအနေကိုလက်ရှိမှာမသိရသေးပါဘူးလို့ထုတ်ပြန်ထားပါတယ်။မိုးကုတ်မြို့ကို TNL PDF နဲ့မိုးကုတ်ပြည်ဟာကပြီးခဲ့တဲ့2024ဇူလိုင်24ကတည်ယူခဲ့ပြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ TNL တို့ကမြို့နယ်အုပ်ချုပ်ရေးနဲ့ပြန်တဲ့ထူထောင်ရေးများဆောင်ရွက်နေကြပါတယ်။မိုးကုတ်မြို့ကိုဇန်နဝါရီလ10ရက်ကစစ်ကောင်စီက၄ချောင်းတိုက်ခတ်မှုနောက်ဆုံးပြုလုပ်ခဲ့ပြီးယခုက2လကျော်အကြာမှာတော့၄ချောင်းပြန်တဲ့တိုက်ခတ်ခြင်းဖြစ်ပါတယ်။ကလင်ဘေးကယ်ဆယ်ရေးတပ်ဦးဆိုကအေပယ်နေ့ရက်နေ့မှာ22ရက်နေ့အထိအယာယီပြည့်ရမယ်ဟုစစ်ကောင်စီကအေပယ်လ2ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပြီး၄ချောင်းတိုက်ခတ်မှုများများနဲ့မြေပြင်ထိုးစစ်တွေကိုတော့ဆက်လက်လှုပ်ဆော ောင်နေကြောင်းတွေ့ရှိနေရပါတယ်။စစ်ကောင်စီရဲ့အပြည့်အကြီးညာချက်မှာလီဆယ်လက်ဖျားမှုသာဖြစ်ကြောင်းအမျိုးသားညွေအစိုးရအကောင်အဝေးဝင်ကြီးဌာနကလည်းထုတ်ပြန်ခဲ့ပြီးပါတယ်။နောက်ထပ်သတင်းတွေမှာတော့တိုင်းနိုင်ငံဘန်ကောက်မြို့မှာအေပယ်လာ3ရက်နဲ့4ရက်နှစ်ရက်တာကျင်းပခဲ့တဲ့ Instant Seaway မှာအာနာသိမြန်မာစစ်ကောင်ဆောင်မင်းရောင်နိုင်တဲ့ဘူတန်ဝင်ကြီးချုပ်တို့ကတွေ့ဆုံခဲ့ကြပါတယ်။မင်းရောင်နိုင်တဲ့တွေ့ဆုံခဲ့တဲ့အကြောင်းဘူတန်ဝင်ကြီးချုပ်က၎င်းရဲ့လူမှုကွန်ရက်မှာပုံနှိပ်တကွာအေပယ်4ရက်နေ့က posting ခဲ့ပါတယ်။ဘူတန်ဝင်ကြီးချုပ်ရဲ့ post ထဲမှာမင်းရောင်နိုင်တဲ့တွေ့ဆုံရသည်မှာဝမ်းမြောက်ကြောင်းနဲ့နိုင်ငံဆက်ဆံရေးတိုးမြင့်ဆောင်ရွက်မည်ဖြစ်ကြောင်းလည်းရေးသားခဲ့ပါတယ်။ ပို့ကြည့်မိနိုင်ပိုင်းအချက်မှာပဲဘူတန်ဝန်ကြီးချုပ်ကဘူတန်နိုင်ငံသားများပေါဝင်ထိုင်းနိုင်ငံသားများမြန်မာနိုင်ငံသားများနဲ့အခြားသောဒီမိုကရေစီအင်အားများကဝေဖန်ပြောဆိုခဲ့ကြပါတယ်။၎င်း၏ပို့ကိုမှတ်ချက်ပေးဝန်မှန်သူများရှိသလိုအခြားသောအကောင့်မျိုးမျိုးကလည်းဘူတန်ဝန်ကြီးချုပ်ကဝေဖန်မှုလုံမှုကိုရင်မှာမြင့်တက်ခဲ့ပါတယ်။ ကိုတို့ဝေဖန်မှုမြင့်တက်လာပြီးဘူတန်ဝန်ကြီးချုပ်ဟာမင်းအောင်နိုင်နဲ့တွေ့ဆုံခဲ့တဲ့အကြောင်း Facebook ပေါ်တင်ခဲ့တဲ့ပို့ကိုယနေ့ဧပြီလ9ရက်နေ့ပိုင်းမှာပြန်လည်ဖြုတ်ချဖယ်ရှားခဲ့ကြောင်းသိရပါတယ်။မင်းအောင်နိုင်ဟာမြန်မာပြည်ရဲ့ခေါင်းဆောင်မဟုတ်ကြောင်းမြန်မာပြည်သူများပေါ်နေ့စဉ်နဲ့အမြတ်တစ်ဖြန်နေတဲ့ကျမ်းဖတ်သမားဖြစ်တာဖြစ်တဲ့အတွက်ဘူတန်ဝန်ကြီးချုပ်ကမြန်မာပြည်သူများက၎င်း၏ post အောက်မှာမှတ်ချက်ပေးဝေဖန်မှုတွေများပြတ်လာတာဖြစ်တဲ့ဘူတန်ဝန်ကြီးချုပ်ခင်ဗျာလှုပ်ခုစီမှာဆိုရင်တော့ post ကိုပြန်လည်ဖြုတ်ချခဲ့တဲ့နေထားတည်အောင်ဖြစ်သွားခဲ့ပါတယ်။ဒါကိုကြည့်ချင်းအပြင်ပြည်သူလူထုရဲ့အားဘယ်နိုင်ငံမှမဆိုပြည်သူလူထုရဲ့အားက တကယ်ကိုပဲပါဝါတစ်ခုဖြစ်တယ်ဆိုတာကိုအတွေ့မှာမြင်နေရတဲ့အနေထားတစ်ခုပါပဲဒီလိုမျိုးဒီကောင်းဆောင်မင်းအောင်နိုင်ရဲ့အကြောင်းကိုအဖိုးကြီးချင်းချင်းမလို့ဖေးဖို့မတုံးလို့အတိတာပဲဖြစ်ဖြစ်အခုလိုမျိုးသွားပြီးတော့လက်ကမ်းမိရင်တော့မင်းတို့ရေအကုန်လုံးတက်တီအကုန်လုံးအိုင်းလို့ပေါ့ကွာသွားပြီးတော့ကျူဆူမိရင်တော့ကေကိုပဲအဲ့ဒီရဲ့ကျူဆူခဲ့တဲ့မင်းတို့ပါဒီလိုမျိုးတက်ရောက်မှုတွေကိုခံစားမှာတော့အတိကြပါပဲတန်ခံစားခဲ့ရတာတွေကိုဘောနော်အားလုံးကဘောနော် ကူညီကြတယ်အားလုံးကစာနာထောက်ထားကြတယ်အားလုံးကနားလဲကြတယ်အားလုံးကဝိုင်းဝင်းပြီးတော့ကြဆောင်ရွက်လိုချင်စီရှိကြတယ်နိုင်ငံတကာကနေပြီးတော့ငလီနာခံရတဲ့မြန်မာနိုင်ငံတွက်ဆိုပြီးစစ်ကောင်စီဝိုင်းဝန်းကူညီကြပါတယ်။ဒါပေမဲ့စစ်ကောင်စီကတော့မြန်မာနိုင်ငံကလူမှုကေဒီစီနဲ့လူတွေကိုလက်အိတ်တိတ်အောင်ပေးဦးဆိုတဲ့တင်းနေရာလဲပတ်ပေါ်လာနေရတာတော်တော်လေးကိုဆိုးရနေတာတခုဖြစ်ပါတယ်။အလုံးလဲလက်တွေလဲ line ဝိုင်းဝန်းပြီးတော့ဆောင်ရွက်နေရလဲကျွန်တော်တို့တွေ့ရမှာပဲဖြစ်။နိုင်ငံတော်အစိုးရအနေနဲ့ကလည်းနော်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လဲထူထောင်ရေးလုပ်ငန်းတွေကိုအတက်နိုင်ဆုံးအရှိန်ဟုန်နဲ့ အများဆုံးလောက်သွားမှာဖြစ်တယ်။ငလျင်အပြင်ကိုဒီငလျင်ဖြစ်နေတဲ့နေရာတွေကိုစက်ဘေးရှောင်တို့ထပ်ပြီးတော့မှဘုံကျဲပထမဆုံးပြောမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဒီမသွားခင်ကအတိုင်းကျွန်တော်ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့တယ်။ဒီစတမအကြိမ်ပြောင်း business ဆီကိုသွားမယ်။အဓိကကတော့ဒီမြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ငလျင်ပေါ့လေငလျင်ဒိဋ္ဌံကြောင့်မလို့ခိကိုင်းနေနာခဲ့ရတဲ့လူတွေပြန်လဲထူထောင်ရေးလုပ်ငန်းတွေလုပ်နိုင်ဖို့ပြီးရင်ကျွန်တော်တို့ဒါပြန်လဲထူထောင်ရေးလုပ်တဲ့နေရာမှာအကူအညီတွေရရှိဖို့အတွက်ဆောင်ရွက်သွားမယ်ဆိုတာပြောခဲ့ပါတယ်။ အပြီးရင်ကျွန်တော်ဖင်းစတက်အစီအွေမှာကျွန်တော်ဆွေးနွေးရမှာလေဆွေးနွေးခဲ့ပါတယ်။ခြုံပြီးပြောရင်တော့ဒီသွားရတဲ့ရည်ရွယ်ချက်ကောလှုပ်ဆောင်ရတဲ့ရည်ရွယ်ချက်ကောအောင်မြင်တယ်လို့အဲကျွန်တော်တို့ဒါပြောချင်ပါတယ်။ပထမဦးစွာကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ပေါ့နော်မစ္စတာမိုဒီနဲ့တွေ့ရခါမှာသူ့အနေနဲ့မြန်မာနိုင်ငံပေါ်မှာပေါ့နော်တော်တော်ကိုပဲစေတနာထားတာကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။အဲသူကိုယ်တိုင်ကလည်းကျွန်တော်တို့ကဒီအိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကအဲပြည်နယ်ဝန်ကြီးချုပ်တုံးကသူကူချာတဲ့ပြည်နယ်မှာပြည်နယ်ဝန်ကြီးချုပ်ဖြစ်တယ်ပြည်နယ်ဝန်ကြီးချုပ်တုံးကသူ့အနေနဲ့ကဒါ ငလင်တန်ကိုခန်းစားခဲ့ရဘူးလေငလင်တန်ကိုခန်းစားခဲ့ရသူကိုယ်တိုင်လက်ပြန်တဲ့ထူထောင်ရေးလုပ်ငန်းတွေလုပ်ခဲ့ဘူးတဲ့အဲဒါကြောင့်မလို့ကျွန်တော်တို့ငလင်ကျွန်တော်တို့စီမံငလင်လုပ်ပြီးနိုင်ပိုင်းအကြမှာညီမနိုင်ငံကိုဆက်သွယ်ပြောကြအဲဒီနိုင်ငံရဲ့ဝန်ကြီးချုပ်ကိုကြုံမီမူရောင်းမလိုက်နဲ့ဆက်သွယ်ပြောကြအကူအညီတွေပေးအပ်နိုင်ဖို့ပေါ့လေအများဆုံးလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်အဲအပိစကားတွေပြောကြားခဲ့တာဖြစ်ပါတယ်အဲသူအနေနဲ့ကတော့ဒီအိန္ဒိယနိုင်ငံအနေနဲ့တော့ညီမနိုင်ငံကဒါခုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပဲပြန်လဲထူထောင်ရေးလုပ်ငန်းတွေမှာရောပြန်ပြောကြကျွန်တော်တို့ဒါလိုအပ်တဲ့အကူအညီတွေပေးမယ် အဲလိုအပ်တဲ့အကူအညီလည်းတောင်းပါဆိုပြီးကြကံလန်းခဲ့တာမျိုးတွေရှိပါတယ်။ဒါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့တွေ့ရတဲ့အခါမှာလည်းဒီလိုပါပဲထိုင်းနိုင်ငံဝန်ကြီးချုပ်နဲ့အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်ကဖြစ်တဲ့အဲပြီးရင်ကျွန်တော်တို့ဒီမြန်မာနဲ့အတူတူတို့ကလည်းမြန်မာရဲ့ငလင်တန်ကိုလည်းတို့လည်းခံစားလိုက်ရတယ်ခံစားလိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဆောင်ရွက်ခဲ့တာကျန်တဲ့ဝန်ကြီးချုပ်များကလည်းကျန်တဲ့ဝန်ကြီးချုပ်တွေအစိုးရကိုအကြီးအကဲတွေကလည်းကူညီဖို့ပေါ့နော်ပံ့ပိုးဖို့ဒါဆောင်ရွက်ခဲ့ပါတယ်။အထူးကြကြကျွန်တော်ဘင်းစတက်အစည်းအဝေးမှာအစည်းအဝေးအခမ်းအနားစတင်ကြောင်းကြေညာပြီးကြတယ်ကျွန်တော်တို့ကမြန်မာနိုင်ငံမှာရှိတဲ့ပေါ့နော်ငလင်တန်တဲ့ခံစားခဲ့ရတဲ့အသက် ဆုံးရှုံးခဲ့ရတဲ့လူတွေထိခိုက်ဒဏ်ရာရတဲ့လူတွေအဲဒီအိုးရင်ဆုံးရှုံးခဲ့ရတဲ့ကျွန်တော်မြန်မာပြည်သူလူထုကိုစာနာထောက်သားသောအဖြစ်ဂါရဝပြည်သူအဖြစ်တမိနစ်ဟောနော်အားလုံးကညီသက်ပြောကြနိုင်ငံခေါင်းဆောင်တွေတက်ရောက်လာတဲ့လူတွေအားလုံးကတမိနစ်ညီသက်ပြောကြဒါဂါရဝပြုတ်ခဲ့တယ်ဆိုတာလည်းကျွန်တော်တွေ့ရပါတယ်အပြင်ကျွန်တော်ဘင်းစတက်အစီဝေးပေါ့နော်ဘင်းစတက်အစီဝေးမှာလည်းအဓိကကဒီဟောဘင်းစတက်ရဲ့သူ့ရဲ့ဒါဆောင်ပုတ်တွေသူ့ရဲ့ရီမတ်ချက်တွေရှိတယ်ဒါတွေအောင်မြင်စွာဆွေးနွေးနိုင်ခဲ့တယ်ဒါပြင်ဒီနေရာမှာထူးထူးခြားခြားက ကျွန်တော်ဘင်းစတာအဖွဲ့ဝင်နိုင်ငံတွေကလည်းနိုင်ငံချင်းအလိုက်ကသူ့ရဲ့ပေါ့နော်ဟိုသဘောဘေးဒဏ်ခံစားမှုတွေရှိခဲ့တယ်ရှိခဲ့တဲ့အတွက်ကြောင့်မလို့အိန္ဒိယနိုင်ငံအနေနဲ့ဒီသဘောဘေးဒဏ်ကိုအာကုညီကယ်ဆေးရေးသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးသူစီနာပြုလို့ရေးသဘောဘေးဒဏ်နဲ့ပတ်သက်ပြီးတော့ကြာဒါအတွေ့အကြုံခလဲနိုင်ရေးအတွက်ဒီသဘောဘေးဒဏ်ကုညီကယ်ဆေးရေးသဘောဘေးဒဏ်နဲ့ပတ်သက်တဲ့ပညာပြန်ပွားရေးအတွက်စင်တာတစ်ခုစောင့်ရဲဆိုတာကိုသူကဟိုအဆိုပြုခဲ့ပါတယ်အဆိုပြုခဲ့ပြီးအားလုံးကလည်းသဘောတူခဲ့တယ်ဆိုတာအကြံဉာဏ်နဲ့သဘောတူခဲ့တယ်ဆိုတာကျွန်တော်တွေ့ရတယ်အဲဒါတွေကတော့ ဟိုကဘာပြေးအနေနဲ့ပတ်သက်လာပြီးတော့ကြာပို့ပြီးတော့ကျွန်တော်တို့လုတ်လုတ်နိုင်ပါပါပေါ့နော်ပို့ပြီးတော့ကြနိုင်ငံအချင်းချင်းပေါင်းစည်းနိုင်တဲ့ဟာတွေကိုကျွန်တော်တို့တွေ့ခဲ့ရပါတယ်ဒီနေရာမှာအားလုံးပဲဒါကတော့ဇော်မဲလုံကတော့တည့်ရတိုင်းပဲချင်းကြယူစကားတွေပြောနေရဖြစ်ပါတယ်သဘောပါဘီးရင်တွေ့ချားနိုင်ငံတွေမှာ blue wave ဆောင်ရွက်ရမြန်မာနိုင်ငံမှာသဘောပါဘီးရင်တွေ့ဘာမှချိုးတင်ပြင်ဆင်မထားဘူးဆိုတာကိုတကယ်သဘောပါဘီးရင်ကြားချင်းမှာလက်တွေ့တွေ့ရတာဖြစ်ပါတယ်အပူရှာဇက်နဲ့လူတွေကိုရှာဖွေနိုင်တဲ့စက်ကရီယာတွေမရှိသလိုဘူဒူစားတွေ create နေလဲအပြည့်အဝမရှိအောင်တွေ့ရပြီးတော့တက်တဲ့အနေနဲ့ ရန်ရင်တွေတုံးပြီးတော့ကဲဆဲတာတွေစားနေအိတ်ကပို့ချပေးတာတွေရေတွေဖြန်းပေးတာတွေအစရှိတာတွေမျိုးမျိုးသောအရာတွေကိုလည်းလုပ်ပေးတာတွေမရှိဘူးဆိုပြီးဝေဖန်ပိုင်းချမှုတွေအများကြီးရှိနေတာတွေ့ရပါတယ်။ကဲဒါကြောင့်ဒီလိုកောင်မျိုးကိုတနေ့ကျရင်ပြည်သူလူထုရဲ့ကြားထဲမှာဒီရိုတိုက်ဆွဲပြီးတော့ဒီလိုစကားတွေပြန်ပြောခိုင်းမှုလိုတဲ့အကြောင်းလည်းဒီနေရာကနေပြီးတော့ထပ်မံတီးပြလိုက်ပါတယ်။ဒီအချိန်မရှိတဲ့အဲ့ဒီကြံ့ခိုင်ရဘယ်အိတပူလည်းရှိသေးတယ်။ရှင်းလား။ဟမ်။စောက်တဲ့ TV ချိန်မရှိဘူး။စောက်ဘေးရ။ဟမ်။ မီဒီယာကမားတွေမတွေးပါဘူးဘယ်တော့မှဒီနိုင်ငံဒီလိုလူတွေတိုင်းပြည်အုပ်ချုပ်လို့မရဘူးဟမ်အဆောက်ဖော်ချောလောက်လာပြီးတော့မှပြောလိုက်သေးတယ်ဘယ်မီဒီယာမှမတွေးဘူးလို့ပါလို့ကိုအတူလူတာပဲအတူမှပုတ်ခတ်စရာမလိုဘူးကိုလို့ကိုလို့ရမှာအဲ့ဒီတန်ခိုင်ရေးမှာပုတ်တက်ကြီးပြီးအချိန်မရှိတဲ့ဘဲတွေပေါ်ရှိသေးတယ်ဟိုတင်းရတယ်ကျွန်တော်ကြည့်လိုက်ရတယ်ဒါပေမဲ့ကျွန်တော်ဒီကြောင်းကိုပြောချင်တာမဟုတ်ဘူးเนาะ ကဲဒါကတော့ခွေးချင်းဝင်းချင်းကြိုက်တာဆိုတော့မကတ်ချင်းမင်းလည်းကြိုက်နေဆိုတော့ပြောတာဖြစ်ပါတယ်သူပြောတဲ့ကောင်ကတော့တိတ်ပြီးရရှာတရားမလိုပါဘူးမေဆုရဲ့ထမိန်တွေသွားခိုးတယ်အောင်မဖြစ်ပါတယ်အဲ့ဒါကတော့အလုံးသိတဲ့အတိုင်းပဲဘူးလက်လှဆွေပဲဖြစ်ပါတယ်ဒေမီဒီယာတွေတွေ့လေတဲ့ကျွန်တော်တို့ကမီဒီယာသမားမဟုတ်ဘူးတော့ကျွန်တော်ကစပီကာသမားအော်တဲ့နေရာကိုကျွန်တော်အော်မှာကိုလူရကြီးတာလူစမ်းမှာအဲကိုရဲ့လိုက်ပြလုံလုံနဲ့ကိုတူတဲ့ဟာကို စေတနာရှိကြီးထွေးထွက်တန်ထွက်အသက်ပေးပြီးတော့မှကိုပြည်သူလူထုကဒုက္ခရောက်နေခြင်းကိုလူစားမှာမီဒီယာကမပုတ်ခတ်ပါနဲ့သူတို့ကမိုးပေါထောင်ပြီးပြခဲ့တယ်ဒါ warning shot ပဲဖြစ်တယ်ဆိုတော့3ပေးပြခဲ့တာဖြစ်တယ်ဆိုပြီးတော့ဝန်ခံတာကျွန်တော်တွေ့ရတယ်။ဆိုတော့ဘူဂျိုနေဝင်ပြောခဲ့တာ ਨੇ လွဲနေတာပေါ့မိုးထောင်ပြစ်တာ။မိုးထောင်ပြစ်တာပေါ့။မိုးထောင်ပြစ်တာ။စစ်တပ်ကမိုးထောင်ပြစ်ပြတော့အထက်ပဲပြစ်တယ်ဆိုတော့မျိုးပေါ့နော်။ဆိုတော့နောင်ချုံမျိုးအနီးကအုံတိရမှာဖြစ်ခဲ့တော့တက်တော့ရိုက်ပြီးတော့အခုလိုကျင်ညာလိုက်တယ်လို့မြင်တယ်။ဟုတ် နံပါတ်1ကျွန်တော် ပြောချင်တာကတော့ဒီ NUG ဟောနံပါတ်1ကျွန်တော်ပြောချင်တာကတော့ဒီ NUG ကနေပြီးတော့ပြည့်ရရေးကိုစပြီးတော့ကျင်းညားတယ်အဲ့ဒါဒီစကိုင်းကလင်းလုတ်ပြီးတဲ့ရပိုင်းတွေမှာနေ့ရက်တွေမှာဖြစ်တယ်ဟုတ်ကဲ့เนาะနေ့လုတ်ပြီးတော့နောက်တစ်နေ့မှာပဲကျင်းညားတယ်နောက်ပြီးတော့အဲ့နောက်ပိုင်းမှာလိုက်လာတာကတော့ဒီညီနောင်၃ဘောရတယ်လိုက်လာတယ် MNDA TNL နဲ့ A ပါပါတယ်ဆိုတော့အဲ့ဒါကိုကြည့်မယ်ဆိုရင်တော့နိုင်ငံရေးက လုံးမှုယူနိုင်တာဒီဘက်ကအတိုက်ခံဖြစ်နေတာကိုကျွန်တော်တွေ့ရတယ်။အဲ့ဒီလိုပြောတဲ့အချိန်မှာစစ်ကောင်စီကဆက်တိုက်မယ်ဆိုတဲ့လေတံကိုထွက်တယ်။နော်ပြီးတော့ကျွန်တော်တို့ပြောခဲ့ပြီးပြီအခုချိန်ဒီလေကျွန်တော်တို့ဆက်ပြီး report တွေလုပ်နေပါလဲဆိုတော့ငင်းရင်လှုပ်ပြီးတဲ့ငင်းရင်ကြီးလှုပ်ပြီးတဲ့အချိန်ထိအခုအချိန်ထိပုံဆက်ကျနေတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်။ဆိုတော့အေဗီလာတရက်နေ့မှာတော့စစ်ကောင်စီတက်တွေကနေပြီးတော့ချမ်းမြေနယ်မြောက်ပိုင်းမှာ ရုပ်ကြက်ချင်ဒီအသင်းကို confine ကိုဒီအကူကြီးတွေတည်လာတဲ့ကားတွေကိုဖြစ်ခတ်တယ်ဆိုတဲ့ဒရင်တွေစထွက်လာတယ်အဲဒါပေမဲ့စစ်ကောင်စီကပြန်ပြီးဖြည့်ရှင်းတဲ့အခါမှာတော့သူတို့ကမိုးပေါထောင်ပြီးပြစ်ခဲ့တယ်ဒါ warning shot ပဲဖြစ်တယ်ဆိုတော့3 baby ပြစ်ခဲ့တာဖြစ်တယ်ဆိုပြီးတော့ဝင်ခံတာကိုကျွန်တော်တွေ့ရတယ်ဆိုတော့ဘူဂျုံနေဝင်ပြောခဲ့တာ ਨੇ လွဲနေတာပေါ့မိုးထောင်ပြစ်တယ်မိုးပေါထောင်ပြစ်တာပေါ့မိုးပေါထောင်ပြစ်တယ်ဆိုတော့စစ်တပ်ကမိုးပေါထောင်ပြီးဘယ်တော့မှအတည့်ပဲဖြစ်တယ်ဆိုတဲ့မျိုးပေါ့နော်ဆိုတော့နောင်ချုံမျိုးအနီးကအုံမတိရမှာဖြစ်ခဲ့တယ်လို့ အဲ့ဒါစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်ကထွက်ပြေးဝန်ခံတာကျွန်တော်တွေ့ရတယ်အဲ့လိုဖြည့်ပြီးသိမ့်မကြခင်မှာပဲနိုင်ပိုင်းပြည်မှာမတူနိုင်ငံဂျာယီဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကအကူအညီပေးတဲ့အဖွဲ့တွေရဲ့လုံခြုံရေးကိုတာဝန်ယူဖို့စစ်ကောင်စီကိုပြောကြားတာကျွန်တော်တို့တွေ့ရတယ်သိမ့်မကြခင်မှာပဲရန်ကုန်ခြေဆက်တရုတ်တမတ်တရုတ်တမတ်ကြီးကနေပြီးတရုတ်တမတ်ကြီးကနေပြီးတော့နေပြီးတော့မှရှိတဲ့မြန်မာနိုင်ငံဂျာယီဝန်ကြီးဌာနကအကြီးအကဲကိုသွားတွေ့ခဲ့တယ်ကျွန်တော်တွေ့ရတယ်ဒါတွေကိုကျွန်တော်တွေ့တဲ့အချိန်မှာပဲ နိုင်ငံတကာကဒါနဲ့ပတ်သက်ပြီးစိတ်ဝင်စားစိတ်ကြည့်နေတဲ့အချိန်မှာပဲအစစ်ကောင်စီကနေပြီးတော့180ဒီဂရီအပြောင်းလဲပုံတော့ဘာလဲဆိုတော့ဒီခုနကိုကျော်ခပြောသွားတဲ့ဒီယာယီအပြစ်ခက်ရဲစဲရဲဆိုတော့ပြင်ညာသွားတာကိုကျွန်တော်တို့တွေ့ရတယ်ဘသူတွေကအကြံပေးခဲ့တယ်လဲကျော်ရဲစိတ်ဝင်စားဖို့ကောင်းပါတယ်180ဒီဂရီပြောင်းသွားတာပေါ့နော်ဒါညာကမှရှိတဲ့တန်တမန်တွေကြားထဲမှာရောမြန်မာရေးလေးလာသူတွေကြားထဲမှာရော24နာရီအတွင်းမှာပြစ်ခဲ့တဲ့အပြောင်းအလဲတစ်ခုဖြစ်ပါတယ်စိတ်ဝင်စားဖို့ကောင်းဒါပေမဲ့သူတို့ ထုတ်ခဲ့တဲ့ဒီ ceasefire နဲ့ပတ်သက်တဲ့သူတို့ရဲ့ statement ကိုဖတ်ကြည့်မယ်ဆိုရင်စိတ်ဝင်စားဖို့ကောင်းတာကျွန်တော်တွေ့အောင်ဖြစ်တယ်။ဆိုတော့သူကဒီထုတ်ပြန်ခြင်းနဲ့ပတ်သက်ပြီးတော့အကြောင်းပြတာကတော့ဟာဒီပြည်သူလူထုတွေကိုငလင်တန်ခံနေရတဲ့ပြည်သူလူထုတွေကိုစာနာတော့အဖြစ်ဟာဒီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလှုပ်ဆောင်နိုင်ဖို့အတွက်ဆိုပြီးတော့ဒီယာယီပြက်ခတ်ရယ်ဆယ်ရေးလောက်တာပေါ့လေဒါပေမဲ့သူကနှောင်ကြိုးတွေပါတယ်နောက်မှာအော်အဲနှောင်ကြိုးတွေကဘာတွေလဲဆိုတော့ဟာဒီစစ်တပ်ရဲ့တက်စခန်းနေဌာနချုပ်တွေကို ဒီဒေါ်လာရေးတက်တယ်တိုင်းသားလက်နက်ကင်တက်တယ်ပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်မယ်ဆိုရင်ဒါနောက်တစ်ခုကကျတော့လာအင်အားစုဆောင်တာတွေနယ်မြေချဲ့ထွင်တာတွေလုပ်ခဲ့မယ်ဆိုရင်လာဒီစစ်တပ်အနေနဲ့ဒီပြည်သူလူထုကိုကာကွယ်ရဲဆိုပြီးတော့အကြောင်းပြချက်နဲ့ပေါ့လေဒီတိုက်ခိုက်ဟိုပြန်တိုက်တာတွေလုပ်ရမယ်ဆိုပြီးတော့ဒီနှောင်ကြိုးတွေကိုဖွဲ့ပြီးတော့ရေးထားတာကိုကျွန်တော်တွေ့ရတယ်။ဒါပြင်အရေးကြီးတဲ့အချက်ချက်ကပါလဲဆိုတော့အရင်တော့ကလည်းဒီလိုမျိုး ceasefire ဖိတ်ခေါ်မှုမျိုးကိုသူတို့ကပဲစပြီးတော့20နာရီလောက်ခဲ့တယ်ဆိုတာထွက်ပြောတယ်ဆိုတော့အဲ့ဒါအဲ့ဒါလည်းအရေးကြီးတဲ့အချက်ချက်ပေါ့နော်ပြောချင်တာကတော့သူတို့ဒီတစ်ခါမှသူတို့လုံးမှုမယူနိုင်ခဲ့ဘူးသူတို့အရင်လိုပဲ migrate နဲ့အောင်မယ်ဆိုပြီးသူတို့ပြောခဲ့တာဆိုတော့ဒီဟာကိုသူတို့ကအခုပြန်ပြီးတော့ပြန်ပြောရတာဒီလိုမဟုတ်ပါဘူးကျွန်တော်လည်းအရင်တော့ကတော့ဒီလိုဖိတ်ခေါ်မှုမျိုးတွေရှိခဲ့ပါတယ်ဆိုတော့သူတို့ကကျွန်တော်ပြောခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒါပါပဲဆိုတော့အရင်တော့က ဒီ NCA လုပ်ငန်းစဉ်မှာကျွန်တော်တို့မိခဲ့တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ report တွေအများကြီးလုပ်ခဲ့ရတယ်အဲ့ထဲမှာထက်ထက်လဲလဲဖြစ်ခဲ့တဲ့ပြဿနာတွေထဲမှာလည်းအဲ့ဒီအပြစ်ခက်ရဆဲရေးကိစ္စပဲတကယ်လို့နယ်မြေတွေမှာပြစ်ခက်တက်ခတ်မှုတွေဖြစ်ခဲ့ရင်ဘယ်လိုဖြေရှင်းမလဲမဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတော့ GMC တို့ဘာလို့ဖွဲ့ပြီးတော့လုပ်ခဲ့တာရှိတယ်ဒါပေမဲ့အဲ့ဒီဟာတွေကတကယ်တမ်းကျတော့တကယ်စာချုပ်နဲ့နှစ်ဖက်ချုပ်ပြီးလုပ်တဲ့ဟို ceasefire တွေတောင်အများကြီးပြတ်ခဲ့တာတကယ်တမ်းအလုံးမတွင်တာတွေအများကြီးကျွန်တော်ကြုံခဲ့တာရှိတယ်ပေါ့လေဆိုတော့ဒီဟာကတော့တစ်ဖက်သက်နှစ်ဖက်က ဒီကိုအတိနဲ့ကိုတစ်ဖက်သက်အပြည့်ရက်တဲ့ကိစ္စတွေဆိုရင်ပို့ပြီးတော့စိုးနိုင်တယ်ဆိုတဲ့သုံးသက်ချက်တွေတော့ကျွန်တော်တွေ့နေရတာပေါ့ဆိုတော့နောက်တစ်ခုကကြတော့ကျွန်တော်တင်တာတော့ဒီ ceasefire ကဒီ earthquake ကြောင့်ငလျင်ကြောင့်ဖြစ်တာငလျင်ကြောင့်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် very fragile ပေါ့နော် fragile ဖြစ်တယ်ဆိုတော့တကယ်လို့တိတ်ပြီးကြကြခံနိုင်မယ်လို့မထင်ပါဘူးတိတ်လည်းမထင်ဘူးပေါ့နော်ဟိုပြတ်သွားနိုင်လားမျိုးတွေ့ရတာပေါ့ဟုတ်ကဲ့ပြတ်သွားနိုင်ဆိုအခုလက်ရှိဖြစ်နေတာကိုကြည့်မယ်ဆိုလို့ရှိရင်ဟာစစ်ကောင်စီကဟာဒီ ယာယီပြစ်ခတ်ရစဲကြီးကိုဧပြီလ2ရက်နေ့ညပိုင်းမှာတက်တုပ်ရိုက်ပြီးကျင်းညပဲဒါပေမဲ့အဲ့ဒီညမှာပဲကချင်ပြည်နယ်မှာစပြီးတော့ဘုံကျဲတယ်ဗမော်နဲ့ဝိုင်းမော်မှာနိုင်ပိုင်းကြမှာပဲဘုံကျဲတယ်ပေါ့လေနောက်တစ်ခုကကြတော့ဒီစကိုင်းတိုင်းအင်းတော်ဒေတာမှာလည်းအဲ့လိုဘုံကျဲတာရှိတယ်ဆိုတော့တော်တော်လေးကိုကချင်မှာဆိုတော်တော်ဆူဆူဝါးကျဲခဲ့တာရှိပါတယ်။အာဆိုတော့ဒါကတော့ဟိုတစ်ဖက်ကပြန်ပြောတာကတော့အရင်ဆုံးသူ့ရဲ့ ဒီယာယီပြက်ကက်ရဲ့စေယူသူပူရန်ရင်ဆုံးချိုးဖောက်တယ်ဆိုတော့ပြောဆိုချက်တွေကျွန်တော်တို့ရထားတာပေါ့လေသူကတော့ကျွန်တော်တို့စစ်ဘိုင်ယောသူထည့်စဉ်းစားတဲ့ပုံစံမျိုးရှိပါဘူးသူကတော့ဆက်ပြီးတိုက်ရမယ်ဆိုတော့ပုံစံပေါ့နော်အဲ့လိုမျိုးပဲကျွန်တော်ကတော့ကျွန်တော်တို့အဲ့လိုပဲထင်တယ်ဒီနှစ်ဖက်စလုံးကနေပြီးပြက်ကက်ရဲ့စေယူကြီးညာတာကိုတချို့ကတော့နည်းနည်းရင်ခုန်ကြတာကျွန်တော်တွေ့ရတယ်နိုင်ငံတကာကပြောတာပါကြိုဆိုကြတာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့အချိန်နဲ့မှာပဲကျွန်တော်တို့ဒီနေ့ထပ်ပြီးတော့ဒီဒီစကားဝိုင်းမှာထပ်ပြီး cover လုပ်တဲ့နေရာတခုကပါလဲဆိုတော့ အခုမန္တလေးရဲ့စကားရင်နေပြည်တော်မှာရှိတဲ့ဒီအပြည့်အစည်းထိခိုက်ဒေဆုံးမှုတွေပေါ့နော်အဲ့ဒါ